ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဒီမျက်စိတငယ်အိမ်ကျေစီတဲ့အကြောင်းရင်းနေဖြစ်ပါတယ်။အရင်နေ့ကတင်ထားတဲ့ဗီဒီယိုလေးရဲ့အဆက်ပေါ့နော်မကြည့်ရသေးရင်တော့ဒီအကောင့်လေးထဲမှာအရင်ဝင်ကြည့်ပါ။အဲ့ဗီဒီယိုမှာတော့ဒီတငယ်အိမ်ကျေစီတဲ့အကြောင်းရင်းတစ်မျိုးပဲပြောပြထားတာပါ။အဲ့ဒါကတော့ဒီဆေးခက်လိုက်လို့ပေါ့နော် drug induced mydriasis လို့ခေါ်ပါတယ်။ကြားဘလို့အကြောင်းအရာတွေကဒီလိုမျက်စိတငယ်အိမ်ကျေစီလဲဆိုတော့နံပါတ်1မျက်စိထိခိုက်ဒဏ်ရာရခြင်းမျက်စိအတွင်းပိုင်းရောင်ခြင်း နံပါတ်3သက်ခရီနီယနာပေါ်စီလို့ခေါ်တယ်အာယုံကျော်နံပါတ်3ပျက်စီးခြင်းကြောင့်နံပါတ်၄ကတော့ angle closure glaucoma လို့ခေါ်တဲ့တောင်ကျင်းရည်တိုင်းကြောင့်နံပါတ်၅ကတော့အုံနောက်ထိခိုက်တံရရထားတဲ့လူနာတွေနံပါတ်၆ကတော့တချို့မူရစ်စေဝါတွေကလည်းခုလိုမျိုးတငယ်အိမ်ကျေစေပါတယ်စေနိုင်တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ကုသပုံတွေကလည်းမတူပါဘူးမျက်စိယောဂတော်တော်များများကဒီအပေါ်ယံကြည့်ုံနဲ့ဗာယောဂဆိုပြီးတော့တန်ပြီးပြောလို့မရပါဘူး slitlam microscope လို့ခေါ်တယ် member လူနဲ့မျက်စိအတွင်းပိုင်းကြည့်တဲ့ member လူနဲ့ကြည့်ပြီးတော့မှပဲဆရာဝန်ကယောဂရှာဖွေပေးတာဖြစ်ပါတယ်။อืมအဲ့ဒါလေးရှင်းပြရတာတော့တချို့နားလည်မှုလေးတွေလွဲနေတာလေးတွေရှိမှဆိုလို့ပါ။ဒီဆရာမရဲ့အကောင့်မှာပေါ့နော်ဗီဒီယိုလေးတွေတင်ပေးနေတယ်ဆိုတာကဒီယောဂကုနေတာမဟုတ်ပါဘူး။မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်တင်းတဲ့ဒီအသိပညာတွေဘ ഹു တ္တတာတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်။ အဖြစ်လို့လဲဆိုတော့မျက်စိနဲ့ပတ်သက်ပြီးတော့တချို့ကအယူဆမနေတာလေးတွေမခက်တဲ့နဲ့စီတွေကို ခက်မိနေတာတွေအဲ့ဒါတွေကြောင့်မလို့ဒီအမြင်အာရုံမဆုံးရှုံးတဲ့မဲနဲ့ပေါ့နော်အမြင်အာရုံဆုံးရှုံးသွားတဲ့အသူတွေရှိမှဆိုလိုပါနောက်ထပ်ရောဘလို့အကြောင်းအရာလေးတွေသိကျင်သေးလဲဆိုတာ comment လေးတွေကနေမေးပေးပါ